အားလုံးပဲမင်္ဂလာပါရဲဘော် EDI Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဟုတ်ကဲ့ပါဒီနေ့မှာတော့အဲကျွန်တော်ပြောချင်တဲ့အကြောင်းအရာကကုလသမဂ္ဂပေါ့နော်။ကမ္ဘာကုလသမဂ္ဂ UN မှာတင်ပြလိုက်တဲ့မြန်မာနိုင်ငံရဲ့အရေးကြီးပြီးဒါအခွင့်အရေးတစ်ခုဖြစ်လာမဲ့သတင်းတစ်ပုဒ်ပေါ့နော်။ဒါဒီအကြောင်းလေးကိုကျွန်တော်ဒီနေ့ဒါသုံးသပ်သွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့တမ္ပကြီးဥကြုံမိုးထွန်းကအကြံဖတ်ဆေးအုပ်စုက ဒါနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးကိုရီမှန်းပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုပြီးတော့မှနိုင်ငံတကာကိုပြတ်ပြတ်သားသားတတိပေးလိုက်တဲ့ကိစ္စပါဒါဒီကိစ္စကကျွန်တော်တို့တိုင်းပြည်အတွက်အင်တန်အရေးကြီးတယ်အချိန်ကြိုက်လည်းဖြစ်တယ်လုံသိလုံထိုက်တဲ့အလုပ်လည်းဖြစ်တယ်တကယ်လည်းကောင်းတဲ့တင်ပြချက်တစ်ခုပေါ့နော်ဒါကြောင့်ဒီကဒီနေ့ဒီအကြောင်းအရာကိုရွေးချယ်ပြီးတော့မှတင်ဆက်ရခြင်းဖြစ်ပါတယ်အဲ့တော့တာမန်ကြီးဦးကျော်မုံထွန်းကစက်တင်ဘာ26ရက်နေ့နယူးယောက်ယူအန်ဌာနချုပ်မှာကျင်းပတဲ့နျူကလ িয়ার လက်နက်အလုံးစုံဖြတ်သိမ်းရေးနေ့အစည်းအဝေး အဲအစည်းအဝေးကလည်းနျူကလ িয়ার လက်နက်အလုံးစုံဖြတ်သိမ်းရေးနေ့အစည်းအဝေးเนาะအဲ့လိုအစည်းအဝေးမှာတတိပေးချက်ကိုပြုလုပ်ခဲ့တာအဓိကအချက်ကတော့ဒီတရားမဝင် အာဏာသိမ်းစစ်အုပ်စုကအန္တရာယ်ဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်တွေကိုအဲနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့ပေါ့နော်ရီမန်းချက်ထားပြီးတော့မှဆက်ပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုပြီးတော့သူအဲ့မှာပြောခဲ့တယ်ပေါ့တကယ်လဲနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့အတွက်စူးစမ်းနေတာပေါ့သူကအခြေခံအပြင်လုံလောဆယ်မှာတော့ဒါအဲ လူလျားကိုငိမ့်ချစွာအသုံးပြုဖို့အတွက်အတန်လွှင့်ထားပေမဲ့သူ့ရဲ့တကယ်ရည်မှန်းချက်ကတော့သမ္မတကြီးဦးကျော်မိုးထွန်းပြောသလိုပဲတကယ်ကိုလက်နက်ပိုင်ဆိုင်ဖို့အတွက်သူမျိုးကိုရီးယားအားကြနေတယ်။လူလျားလက်နက်ပိုင်ဆိုင်ဖို့အတွက်အားထုတ်နေပါတယ်။အားထုတ်နေတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့သိထားပါတယ်။သိရှိထားတယ်။အဓိကတော့ကျွန်တော်တို့တပိတ်ချင်းတို့ဘာလို့ပေါ်မှာပေါ့နော်။တပိတ်ချင်းတို့ဘာလို့တက်မတော်နိပညာနဲ့အာသူစေတနာဌာနအဲ့ဒီဘက်မှာတကယ်လုပ်ဖို့သူတို့တွေစူးစမ်းတာရှိတယ်။ဒါပေမဲ့ခတ်တာကဒီယူရီနီယံတွေကိုသူတို့ထိမ့်သိမ့်တဲ့နိပညာတွေ ဒီပြောရအများကြီးလိုတာပေါ့ဗျာဒီပညာဒီထိမ့်သိမ့်တဲ့ဒီပညာနဲ့ပို့ဆိုးတယ်အဲ့ဒါတွေကိုသူတို့မလုပ်နိုင်အဲ့တော့ဒီနျူကလ িয়ার လက်နက်ကိုအသေးရရအရှင်ရရเนาะတန်းရွှေလက်ထက်တွေကဒီစိတ်အစုကလူချင်းနေတာအမှန်ပဲအခုမှမဟုတ်ဒါဥပတမန်ကြီးဥကြောင့်မိုးထွန်းထောက်ပြသွားတာကတကယ်ကိုအမှန်တရားဆိုတာဒီနေရာကနေထပ်ဆင့်အတည်ပြုပေးတာပေါ့เนาะ right လို့ပဲတိတ်ပန်တဲ့သူတည်တနာဌာနနောက်ထပ်ပြင်းလင်းမှလည်းရှိပါတယ်အဲ့ဒါတွေကလည်းပြောရရင်နျူကလ িয়ার ထုတ်လုပ်ဖို့သူတို့ဖွဲ့စည်းရတဲ့ဖွဲ့စည်းတွေပါပဲเนาะအဲ့တော့နောက်ထပ် တံပါးကြီးကဘာတက်ပြောလဲဆိုဒီအုံစုဟာတဲ့အရက်သားတွေကိုဆေးရဆူးမှုတွေကျူးလွန်နေတာကြောင့်တဲ့သူတို့ပြောသလိုငိမ့်ချမ်းတဲ့အရက်ဘက်အသုံးပြုမှုအတွက်နျူကလ িয়ার နည်းပညာကိုတဲ့အသုံးချမှာမဟုတ်ဘူးတဲ့ရှစ်ဘက်အရက်ဘက်နှမျိုးလုံးသုံးနိုင်တဲ့နည်းပညာကိုဒါအလွဲသုံးစားလုပ်နိုင်ခြင်းအလွန်မြင့်မားတယ်လို့တံပါးကြီးကပြောတယ်ပေါ့နော်အလွဲသုံးစားလုပ်နိုင်ခြင်းမြင့်မားတယ်ဆိုတာကဒါက short ပေါ့ပြောထားတာတကယ်တမ်းကလုပ်ကိုလုပ်မှာအလွဲသုံးစားလုပ်ကိုလုပ်မှာလက်နဲ့ထုတ်ကိုထုတ်မှာ ထုတ်ဖို့အတွက်ပဲဒါကိုအခြေတည်တာပဲအဲ့ဒါကတော့ကျင်းသေးတယ်နော်အဲ့နောက်ထပ်ဘာပြောလဲဆိုတော့ဒီစေအုပ်စုကတဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံကြီးတနိုင်ငံနဲ့သူကတော့ပြောတာနိုင်ငံကြီးတနိုင်ငံလို့ပဲရည်ညွှန်းသွားတာပေါ့အဓိကကတော့ရုရှားကိုရည်ညွှန်းတာပါနော်အော်နိုင်ငံကြီးတနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုတဲ့ငြိမ်းချမ်းစွာအရက်ဖတ်အသုံးပြုရန်ဆိုတဲ့အမိခံပြီးတော့မှတိုးမြင့်လှုပ်ဆောင်နေတယ်လို့သူကအိုင်မှာရှင်းပြတယ်ပေါ့နော်။ဒါပြင်တမန်ကြီးကအရင်တုန်းကဒါရွေးကောက်ခံအစိုးရတစ်ထက်မှာလက်မှတ်ထိုးခဲ့တာရှိတယ် အဲ့လက်မှတ်ထိုးခဲ့တာကဒီနျူကလ িয়ার လက်နက်စမ်းသပ်မှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CTBT နဲ့နောက်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW အဲ့ဒါတွေကိုအဲလက်မှတ်ထိုးခဲ့တာရှိရပေါ့ဒါပေမဲ့အခုအကြမ်းဖက်မရောက်နိုင်ကအာဏာသိမ်းလိုက်တဲ့အတွက်ဒီကိစ္စတွေကိုဆက်ပြီးတော့မှလှုပ်ဆောင်နိုင်ရင်မရှိဘူးမရှိတော့ဘူးဆိုပြီးတော့လည်းသူကမိမောင်းထိုးပြတယ်ပေါ့နော်အဲ့တော့ဒီဟာကချိန်ကိုင်းလို့ပြောလို့ရတယ်ကနော်ချိန်ခါလဲကိုင်းညီရဲ့ တင်ပြချက်လည်းကောင်းနေလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီတောင်းဆိုမှုကကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ရရင်ကမ္ဘာစူပါပါဝါအမေရိကန်ပြည်တော်စုရဲ့နှလုံးသားကိုဘယ်လိုလှုပ်ခတ်စီမှာလဲပေါ့နော်ကျွန်တော်တို့ဒါစိတ်ဝင်စားတဲ့အကောင်းနေနော်ကျွန်တော်တို့ကတော့အမေရိကန်နဲ့ပတ်သက်ပြီးတော့အမေရိကန်ကကမ္ဘာကြီးကိုကင်လှုပ်နေတယ်ဆိုတော့ဒီကနေ့ဘယ်သူမှငြင်းလို့မရဘူးအဲ့တော့ကျွန်တော်တို့ကအမေရိကန်ကိုမျက်ပွယ်ပြုထားလို့တော့မရဘူးအဲ့တော့ဒီကိစ္စကအမေရိကန်ကိုဘယ်လောက်ထိစိတ်ဝင်စားစီမှာလဲပေါ့နော်ဒီမေးခွန်းကိုကျွန်တော်တို့မေးကြည့်ရင်အဖြေကတော့ရှင်းပါတယ်စိတ်ဝင်စားမှုရှိမှာပါ ။ဘာဖြစ်လို့လဲဆိုတော့ nuclear လက်နက်ပြန့်နှံ့မှုဒါစီရေပေါ့နော်။ nuclear non proliferation ပေါ့နော်။ဒါကအမေရိကန်နိုင်ငံရဲ့ကမ္ဘာလုံးဆိုင်ရာအတိကဦးစားပေးမူဝါဒတစ်ခုဖြစ်တယ်ပေါ့နော်။အဲကျွန်တော်တို့လိုမြန်မာနိုင်ငံလိုမတည်ငြိမ်တဲ့နိုင်ငံတစ်ခုက nuclear လက်နက်ပိုင်ဆိုင်မှုစ조사တာဟာဒေတာရင်းကိုဒါမကဘူးပေါ့နော်။ရှိတော့အာရှကျွန်တော်တို့ဒီ Indo Pacific နောက်ကဘာလုံးဆိုင်ရာကိုကချင်းချောက်နိုင်တဲ့အခြေအနေမျိုးရှိရပေါ့နော်ဒါကအမေရိကန်နိုင်ငံရဲ့ မာယူအမြောက်စိုးရင်ပူဝင်မှုလည်းဖြစ်နိုင်တယ်လို့သုံးသပ်လို့ရတယ်ဗျာเนาะရှေ့တော်အရှာနိုင်ငံတွေကလည်းဒီကိစ္စကိုသဘောကျအောင်မဟုတ်ဘူးเนาะနျူကလ িয়ার လက်ပို့ပြီးတော့မှစိုးတာကထိုင်းရပို့စိုးမယ်เนาะထိုင်းနဲ့နီးနီးလေးအဲသဘောကျမှာတော့မဟုတ်ဘူးအော်ဒီကတော့ရှေ့တောင်အာရှနဲ့အင်ဒိုပစိဖိတ်လုံခြုံရေးပေါ့နော်ဒါကုန်ချင်းချောက်လာနိုင်တယ်ဆိုပြီးတော့အမေရိကန်ကစိုးရင်ပူပန်နိုင်ပါတယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ရုရှားနဲ့နျူကလ িয়ার ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရှိနေတယ်ဆိုတာကအမေရိကန်ကို စိုးရင်အောင်လုပ်လိုက်တာပဲเนาะဒီလိုရုရှားနိုင်ငံလိုနိုင်ငံမျိုးနဲ့ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကဟိုပြောရလို့ရှိရင်ဒီနီးပညာနျူကလ িয়ার နီးပညာအတွက်ပေါ့เนาะဒီမြန်မာအာနာရှင်မြန်မာစစ်ကောင်းဆောင်အာနာရှင်တယောက်ရဲ့လက်ထဲကိုရောက်သွားမယ်ဆိုရင်ပိုဆိုးသွားမှာသူကသူ့ပြည်သူကိုတော့မှသူခမရလေတနာညာတာမှုမရှိစွာနဲ့နော်နေ့စဉ်ရက်ဆက်တပ်ဖြတ်နေတဲ့အခါအဲ့လိုကောင်ရဲ့လက်ထဲကိုဒီကိရိနျူကလ িয়ার နီးပညာထည့်ပေးလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲခမကြီး စဉ်းစားကြည့်ပေါ့ပေါ့လေးတွားတွေ့လို့မရဘူး။ဟာမင်းအောင်လည်းဘာကောင်းမှမဟုတ်ဘူးဒီကောင်လုံနိုင်မှာမဟုတ်ပါဘူးဆိုအဲ့လိုတွားပြောလို့မရဘူး။အဲ့ယူသလိုပေါ်သလိုရဲ့အဲ့လိုကောင်မျိုးတွေလက်ထဲကိုကျွန်တော်တို့ကလက်နဲ့တွေရောက်သွားတဲ့အချိန်မှာပြဿနာတက်တာပဲ။ဒီနေ့ကျွန်တော်တို့ကဘာစစ်ကြည့်ပြီးဖြစ်တာအဲ့ယူသလိုပေါ်သလိုကောင်တွေလက်ထဲရောက်သွားတာပဲ။နော်စစ်တက်တွေကအဲ့အချိန်မှာကျွန်တော်တို့ပြဿနာတက်ကြတာ။အော်လွတ်ထားလို့မရဘူးကျွန်တော်ပေါ်လို့တော့မရဘူး။ဒါကိုအမေရိကန်ကတော့ဘယ်လိုယူဆမလဲတော့မသိဘူး။ကျွန်တော်ထင်တော့အဲနည်းနည်းတော့ စိတ်ဝင်စားမှုရှိနေမယ်လို့တော့ထင်တယ်ဟိုကောင်ကလည်းဒီနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့မှပထွေးကိုမဟုတ်ဘူးမဟုတ်ဘူးတောင်းတယ်လို့ပြောနော်ပထွေးကိုမဟုတ်ဘူးစားတယ်လို့မျိုးလောက်ပါလောက်ပါလောက်ပါဆိုတော်တော်များများပူစားနေရဟိုကောင်ကလည်းအတင်းအာရမကိုနော်ပေါ်တင်ကိုချနေရအဲ့တော့ကြာလာတော့အမေရိကန်ကလည်းပြောရရင်မျက်စိစပွင့်မျိုးတော့ဆူးတော့ဆူးမှာပဲဗျာနော်ဆူးတော့ဆူးမှာပဲစိတ်ဝင်စားမှုတော့ရှိနေတယ်အမေရိကန်စိုးမိုးထားတဲ့ဒီ Indo-Pacific လုံခြုံရေးကိုနောက်ပိုင်းမှာချိန်ချုပ်လာနိုင်တဲ့အခြေအနေမျိုးတွေရှိနိုင်တယ်နော် နောက်တစ်ခါပါလဲဆိုတော့အခုတန်ပါကြီးဦးကျော်မိုးထွန်းရဲ့နောက်ဆုံးတောင်းဆိုချက်ကလက်ရှိအမေရိကန်ရဲ့မူဝါဒနဲ့မြန်မာမူဝါဒနဲ့လည်းဒါအတိအကျကိုက်ညီတယ်ပေါ့နော်။ဘာတောင်းဆိုပါလဲဆိုတော့လက်နက်ခဲယမ်းအခုကလေရင်စီအဲ့ဒါတွေပေါ့နော်။အဲ့ဒီပစ္စည်းတွေစီစဉ်မှုကိုချက်ချင်းရပ်တန့်ပေးဖို့အဲ့ဒီမှာတောင်းဆိုချက်ကိုတောင်းဆိုတွေပေါ့နော်။ဒီတောင်းဆိုချက်တွေကိုလည်းလက်ရှိအမေရိကန်ကလုံနိုင်တဲ့လောက်လက်တွေ့လှုပ်ဆောင်နေရတာရှိတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲဒါပိတ်ဆို့ရေးယူမှုတွေလှုပ်သွားပြီးပြီနော်။ အဲ့တော့စေအုပ်စုကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်နိုင်အောင်ပံ့ပိုးပေးနေတဲ့လင်းစီအဲပေးသွင်းနေတဲ့သူတွေကိုလည်းအေးအေးယူပိတ်ဆို့မှုတွေလုပ်တဲ့တော့လုပ်နေပြီဒါမဲ့အဆုံးဆုံးဆုံးထိမလုပ်သေးဘူးပေါ့ဗျာနော်နောက်တစ်ခုကဖြစ်လာနိုင်ခြင်းရှိနေတာကအတက်ကရဆန်ရှင်တွေထပ်ပြီးတော့မှတိုးလာနိုင်နေပေါ့နော်ဒီဂျပဖတ်စေအုပ်စုရဲ့နျူကလ িয়ার ရည်မှန်းချက်ကိုအကောင့်ထဲပေါ်နေတဲ့ပုံကိုယ်တွေကုမ္ပဏီတွေဒါမှမဟုတ်ကျွန်တော်တို့နျူကလ িয়ার နည်းပညာနဲ့ဒါပစ္စည်းတွေပေါ့နော်ရရှိရေးအတွက်ကူညီနေတဲ့လက်နက်ပွဲစားတွေရှိတယ် အဲ့ကောင်ကြီးရဲ့ကွန်ရက်တီကိုနော်အမေရိကန်ရဲ့ဗန်ဒိုင်းဥက္ကဋ္ဌဌာနကနေပြီးတော့မှ Facebook အရေးယူမှုအသစ်တွေချမှတ်လာနိုင်တယ်နော်အဲ့တော့ဒီနျူကလ িয়ার အဲကိစ္စတော့ဖို့ဆိုတာလည်းဒေါ်လာတွေအများကြီးကုန်ပါလိနော်ဒေါ်လာတွေတန်ပေါင်းကြောင်းများစွာကုန်ပါဟုတ်အဲ့တော့ဒေါ်လာနဲ့မလဲပတ်ရင်လည်းမရနော်ဟုတ်ပြီမင်းအောင်လိုက်ရှိမှာဒေါ်လာမရှိရင်ဘာနဲ့ပေးမလဲဆိုတဲ့ကိစ္စတွေရှိပြီးတယ်နော်အော်မင်းအောင်လည်းဘယ်လိုလှည့်ပြီးတော့မှလုပ်မလဲတော့မသိဘူးတေချာတာတော့ကျွန်တော်တို့တိုင်းပြည်ကတော့ဟိုတရုတ်နဲ့ ရုရှားနဲ့ခွဲယူကြမလားမသိဘူးเนาะမင်းအောင်လိုက်လုပ်ပုံတွေอ่ะเนาะအဲ့လိုအခြေအနေမျိုးရှိတယ်တိုင်းပြည်ကတော့စုပ်ပြတ်တက်ပြီးတော့မှသူများလက်ထဲရောက်တော့မယ်တဖြည်းဖြည်းနဲ့เนาะအဲ့ကျွန်တော်တို့ပြည်သူတွေလည်းအေးဆေးပါပဲเนาะအေးဆေးပဲတချို့ဆိုမှကလက်တက်တွေဘာတက်လိုက်ရယ်เนาะဒါပေမဲ့တော်လန်ပြည်သူတွေမပါပါဘူးเนาะကျွန်တော်တော်လန်ပြည်သူတွေကလုံနိုင်တယ်တော့လုံနေပါတယ်အေးဆေးအေးဆေးကောင်းတယ်တို့အိမ်ပေါ်မရောက်သေးဘူးဒီကောင်နေကြက်တွေနွားတွေဝက်တွေမဖြစ်သေးဘူးချစ်တဲ့တစ်ချိန်ကြရင်တော့တို့သိပြီအဲ့ချိန်ကြရင်တော့ဒီကောင်နေကဆေးမမီတော့ဘူး ဘာဖြစ်လို့လဲဆိုတော့သူတို့အဲ့ဒီအကြောင်းတရားကိုမသိအခုကျွန်တော်တို့တော်လိုင်းပြည်သူတွေနဲ့မရောက်နိုင်ကိုစန့်ကျင်နေတဲ့သူတွေကျွန်တော်တို့တော်လိုင်းရေးသမားတွေအားလုံးဟာအချိန်လေးကိုသိတယ်အချိန်လေးကိုသိတယ်ဘယ်လိုသိလဲဆိုတော့ဒီကြွတောင်ကြောက်ဟာနော်ငါတို့နဲ့လည်းဆိုင်နေဆိုတဲ့သဘောတရားကိုသိတယ်ပြီးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကလွတ်မှာအဲ့ကောင်တွေကတော့နွားတွေဝက်တွေအဲကြက်တွေဖြစ်မဲ့ကောင်တွေနော်တတိဖြစ်မဲ့ကောင်တွေအဲ့ကောင်တွေအခုကလတ်သွားဘာတက်အဲဘာတက်ကလတ်သွားပေါ့ဗျာအဲ့ကောင်တွေပေါ့နော် အဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒီနျူကလ িয়ার ကိစ္စနဲ့ပတ်သက်ပြီးတော့မှရုရှားဘော်ကိုတွေ့ဝိုက်ပြီးတော့တော့လကောင်းတိုင်းရိုက်တော့လကောင်းဒီမြန်မာနဲ့ဆက်ဆက်ပြီးတော့မှာပေါ့နော် PR ပေးမှုတွေအမေရိကန်ဘက်ကနေတိုးမြင့်လာနိုင်တယ်နျူကလ িয়ার ပိုင်ဆိုင်ပါဘူးလို့အမေရိကန်လုံးဝမလိုလားဘူးလုံးဝမလိုလားဘူးအဲ့ဒါတော့ထစ်ချက်ပြောလို့ရတယ်အခုဒီကောင်ကလည်းခုနကကျွန်တော်ပြောသလိုပဲပထွေးကိုဝေါ်ဖိုးတောင်းလို့အတင်းတောင်းနေတော့အမေရိကန်ကနင်းနေတော့မျက်စိစပင်မိုးရတာလို့ဆုလာပြီဗျာနော် နောက်တစ်ခါအကျန်းဖတ်စရုပ်စုတွေဒီလိုလေရင်အစိပ်အပိုင်းတွေနောက်တစ်ခါကျွန်တော်တို့ဆက်သွယ်ရေးပစ္စည်းတွေအရက်ဖတ်စစ်ဖတ်အဲ့လိုနှမျိုးသုံးနိုင်တဲ့ပစ္စည်းတွေဒါမျိုးတွေစီးစင်းနေမှုကိုလည်းပိတ်ဆို့ဖို့တခြားမဟာမိတ်နိုင်ငံတွေဥရောပနိုင်ငံတွေပေါ့ဗျာအာဆီယံအဖွဲ့နိုင်ငံတွေနဲ့ပို့ပြီးတော့မှဒါနိနိကကကညီနိုင်ဆောင်ရွက်လာနိုင်တဲ့အခြေအနေမျိုးတွေလည်းရှိလာနိုင်တယ်ပေါ့နော်ဒီခုဒီပြည်ဒီမြတ်တင်ပြချက်ကဒီတင်ပြချက်ကဒါတရားဝင်ကုလသမဂ္ဂကြီးပါနော်ဒါနျူကလ িয়ার ဆိုင်ရာတိုက်ခိုက်ရေးပေါ့နော်အဲအဲ့ကိစ္စ ဆွေးနွေးတဲ့နေရာမှာပြောသွားတာဆိုတော့ဒါတရားဝင်ပဲเนาะနောက်တစ်ခါကျွန်တော်တို့လုံခြုံရေးကောင်စီကနေပြီးတော့မှာအဂျပန်စီအုပ်စုပေါ့ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းဝယ်မှုပိတ်ပင်ရေးပေါ့เนาะ Global Arms Embargo ပေါ့เนาะဒါမျိုးကိုချမှတ်ဖို့မဖြစ်မနေလိုအပ်တယ်ဆိုပြီးတော့လေတိုက်တွန်းမှုတွေရှိကောင်းရှိလာနေတယ်ဒါပေမဲ့လုံခြုံရေးကောင်စီဆိုရယ်တည်တဲ့အတိုင်းပဲเนาะဘီရိုဟာနာနဲ့ပယ်ချနေတဲ့အခါကျတော့ဘာမှအလုပ်ဖြစ်တဲ့နေရာတော့မဟုတ်ဘူးအဲ့ဒါကြောင့်လည်းစင်ကာပူဝန်ကြီးချုပ်ကဒီကုလသမဂ္ဂနီလာခံမှာဒီဘီရိုဟာနာနဲ့အတုံးချမှုတွေက တအားကိုများလာတဲ့ဆိုတဲ့အကြောင်းစင်ကူဝင်ကြီးချုပ်ကပြောတော့တာရှိတယ်။အဲ့ဒါကို short ချဖို့အတွက်ကုလသမဂ္ဂမှာတိုက်တွန်းသွားတာရှိတယ်နော်။အဲဖော်ဝင်နေထပ်ထည့်ဖို့နော်။နောက်ပုံစံတွေကြောင်းဖို့ပေါ့နော်။ဗီရိုအာနာနဲ့တုံးမျိုးအခုကအဲအမေရိကန်အုပ်စုဘက်ကဝင်တင်နေတာဆိုလို့ရှိရင်ရုရှားနဲ့ဒီအုပ်စုဘက်ကပြန်ပြီးတော့မှပယ်ချ။အဲရုရှားနဲ့ဒီအုပ်စုဘက်ကဟာမျိုးဆိုလို့ရှိရင်အမေရိကန်နဲ့တခြားမဟာမိတ်တွေကပယ်ချ။အဲအဲ့လိုမျိုးဆိုတော့ဘာမှအလုံးမဖြစ်ဘူးပြောရရင်နော်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကအလုပ်ဖြစ်တဲ့အခြေအနေမျိုးမရှိဘူး။ အဲ့တို့နှစ်ကောင်ကနော်တို့နှစ်ဖွဲ့ကရန်သူဖြစ်နေမှာတော့ဘလို့မှအဆင်မပြေဘူးဖြစ်နော်အဲ့တော့ third party တွေနော်တခြားနိုင်ငံတွေတတိယအင်အားစုနိုင်ငံတွေထောက်ဝင်လာဖို့လို့လို့တယ်အဲ့စင်ကူဝင်ကြီးချုပ်ပြောတော့လုံးဝမိုက်တယ်အဲ့ထောက်ခံတယ်ကျွန်တော်တို့ကတော့အဲ့တော့သဘောတရားရတော့လုံချုံကြီးကောင်စီပါတီလို့နော်ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းဝယ်မှုပိတ်မိရေးပဲလှုပ်ရှင်နဲ့လှုပ်မှာပေါ့ဒါပေမဲ့တိတ်တော့အောင်မြင်မှုရှိနိုင်မှာမဟုတ်ဘူးနောက်တစ်ခုကတော့ဘာလဲဆိုတော့ IAEA သူတို့တကယ်ပဲနျူကလ িয়ার တပ်ပေါင်းဖို့စောင့်မယ်ဆိုလို့ချင်းတည်ကြတဲ့နိုင်ငံတကာအနုပညာဆိုင်အေဂျင်စီ IAEA ကိုမြန်မာနိုင်ငံရဲ့နျူကလ িয়ার ဆိုင်ရာလုပ်ငန်းတွေအပေါ်မှာဒါတင်းကျပ်ပြီးတော့မထင်မှတ်တဲ့စစ်ဆေးမှုတွေ PR တွေလုပ်လာနိုင်တယ်။အဲ့လိုလုံးပါပဲဒါအကြမ်းဖက်ဆေးဥစီရဲ့နျူကလ িয়ার လုပ်ငန်းစဉ်တွေကတော့ငြိမ်းချမ်းရေးအတွက်ပဲဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်မှာ။ဒါမဲ့ဒီကောင်ကဖွင့်ပြမဲ့သဘောတော့ရှိပါတယ်เนาะ IAEA ရဲ့ ဒါတင်ကျက်တဲ့စင်းရင်းတွေကိုခွင့်ပြုမဲ့သဘောရှိတယ်လောလောဆယ်သူနျူကလ িয়ার ရရင်ပြီးတော့နျူကလ িয়ার ယူယူနေတာနျူကလ িয়ার သူ့နိုင်ငံပေါ်မှာရရင်သူရပြီသူ့နိုင်ငံမဟုတ်ဘူး sorry မှားပါတယ်เนาะအဲ့တော့နျူကလ িয়ার တပ်ပေါင်းကဟာเนาะသူမတရားသိမ်းထားတဲ့နိုင်ငံပေါ်မှာရရင်ရပြီအဲ့မှာအဲ့ကနေမှတက်ဆင်သူရအောင်လက်နဲ့ထုတ်အဲ့ကတေချာပေါက်ထုတ်ပါတေချာပေါက်ထုတ်ပါပြင်ဦးလေးမှာစီစဉ်ပြီးသားတိုင်းရွှေလက်ထက်တွေကစီစဉ်ပြီးသားဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မှအမေရိကန်ကလည်းသိတယ် သူတို့တွေဒီလိုင်ကောင်းတွေတူပြီးတော့မှเนาะဒါနျူကလ িয়ার ဆန်တက်မှုတွေလှုပ်ဖို့အတွက်ပါဖို့အတွက်ထုတ်ဖော်ဖို့အတွက်ဒီယူရေနီယံတန့်စင်ဖို့အတွက်ဒါတွေလုပ်ခဲ့တယ်ဆိုတာကိုသိပြီးသားကျွန်တော်တို့ဘိုးကြီးဥတုတို့ကျွန်တော်မိသွားတယ်เนาะဖော်ထုတ်ပြီးသားပေါ့เนาะအဲ့တော့ဒီလိုတင်ပြချက်ဟာကျွန်တော်တို့တိုင်းပြည်အတွက်အင်ပြန်မကောင်းတဲ့တင်ပြချက်တစ်ခုဖြစ်တယ်အမေရိကန်ရဲ့စိတ်ဝင်စားမှုပုံမမြင့်တက်လာစေနိုင်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်ချုပ်ရရင်အခုလက်ရှိတာမကြီးဥကြုံမိုးထွန်းရဲ့ဒါနျူကလ িয়ার တင်ပြချက်က ကျွန်တော်တို့မြန်မာပြည်ဘက်ကကိုလူ့ခွင့်ရေးပြဿနာတက်တဲ့အဆင့်ကနေပြီးတော့မှကမ္ဘာလုံးဆိုင်ရာချိန်ချောက်မှုအဆင့်အထိပြင့်တင်ပေးလိုက်တဲ့သဘောမျိုးတွေလည်းကျွန်တော်တို့ယူဆလို့ရတယ်။ဒါလူ့ခွင့်ကိစ္စမဟုတ်ဘူး။ဒါကမ္ဘာလုံးဆိုင်ရာချိန်ချောက်မှုအဆင့်။တည်ကြတဲ့ဒီကောင်လက်နက်ရလို့ကတော့ခင်ဗျာအရှိတောင်အာရှနဲ့အင်ဒိုပစိဖိတ်ကတော့ခင်ဗျာမျက်ကုံးမလုပ်ဘူး။ဘလို့မှလုံခြုံမှုမရှိတော့ပြဿနာရှာမှာနော်။အဲသူ့လူတော်သူပြန်တက်ကြရအောင်နော်။ကိုယ်လူမျိုးတော်ကိုပြန်တက်နေတဲ့ကောင်ကတခြားလူမျိုးတွေတက်ဖို့ဆိုတော့ဘယ်ဒီကောင်လိုကောင်မျိုးဘယ်ဝင်လေးမလဲနော်။ ဲ့တော့ဒီနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့ကြိုးစားတယ်ဆိုရဲဆွဆွဲချက်ကအမေရိကန်ရဲ့မူဝါဒကိုလည်းတိုက်ရိုက်ထိပါတဲ့အတွက်အမေရိကန်လက်ရှိပိတ်ဆို့အရေးယူမှုတွေထက်ပုံမူပြင်းထန်တဲ့ဖိအားတွေကိုမာမီးတွေနဲ့ပူးပေါင်းပြီးတော့မှလှုပ်ဆောင်လာဖို့အလားအလာလည်းအလွန်များနေတယ်လို့ကျွန်တော်ကတော့ဒီနေရာမှာသုံးသပ်မိပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေတွေရဲ့အထင်မြင်ယူဆချက်တွေ comment မှာရေးပေးခဲ့ပါအဲ့တော့ဒီလိုဒရင်သုံးသပ်ချက်တွေစီးရေးနိုင်ငံရေးပေါ့နော်သုံးသပ်ချက်တွေကိုစိတ်ဝင်စားရတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့လို့တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ